Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျော်စစ်ဘန်ကောက်မှာထိုင်းဟင်းပွဲအစုံကိုကျော်စစ်တို့မြန်မာပါဇက်နဲ့လည်းကြိုက်ပြီးတော့ဈေးသက်သက်တတာနဲ့စားလို့ရမယ်ဆိုင်ကောင်းလေးတစ်ဆိုင်မှာတငယ်ချင်းနဲ့အတူသွားပြီးစားပစ်ခဲ့ပါတယ်ဒီထိုင်းကပြည့်ရတယ်တော့ကောင်းတယ်ရှယ်ပဲပူပူလေးอืมလုံးဝထိမင်း ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျော်စစ်ဒီမှာမိုးအေးနဲ့ပေါ့နော်တငယ်ချင်းတွေချိန်ထားပြီးမှမိုးရွာလာတယ်ဒီနေ့ကျော်စစ်အခုရောက်နေရတော့ဒါဘန်တက်ထိုလမ်းမှာပေါ့ပေါ့နော်ဒီဘက်မှာတော့ဒါချူလာလန်ကုန်းကတရားပန်းချန်ရှိတယ်ပေါ့နော်ဒီနားလေးကိုရောက်နေတယ်ကျော်စစ်အခုသွားစားမယ့်စိုင်လေးရကြတော့အဝါရောင်စိုင်လေးပေါ့နော်ခိုင်းစားစားတွေလည်းအစုံရတယ်တငယ်ချင်းတွေချိန်ထားရဲဆိုတော့တငယ်ချင်းရောက်နေလောက်ပြီးအားလုံးပဲ like ခဲ့ပေးပါအောင်သွားကြမယ်နော် ဒီဆိုင်ကတော့ကျွန်စစ်တို့ဘန်တထိုလမ်းပေါ်ကနေပြီးတော့ကြတော့နည်းနည်းလေးကြွေပြီးဝင်လိုက်တာနဲ့ရောက်ပြီပေါ့နော်ကျွန်စစ် Google Map လင်းလေးလည်းထည့်ပေးထားပါမယ် Yellow Osha ဆယ်ဆိုင်လေးပါဒီနေ့ကတော့ထိုင်းစာပူပူဆက်ဆက်လေးစားမယ်တကယ်ချင်းလည်းရောက်နေပြီအရှိမှသူက menu လေးလည်းထားထားပေးရဲဆိုတော့အရှိမှ menu ကြည့်ပြီးတော့မှတခါတည်းဝင်လဲရတယ်သူတို့25ကခိုင်နှုန်း off ပေါ့နော်25% discount off ရှိရဲအဲဟင်းပွဲတွေအားလုံးအတွက်ပေါ့နော်ကျွန်စစ်တို့အဲ့တော့ဝင်ပြီးတော့ကြတော့အစားကြမယ်သွားမယ် ဒီမှာကျတော့မီနူကတော်တော်လေးစုံနေပေါ့နော်။သူကထိုင်းမီနူကိုမှအပီတိုက်စာရေးလဲရတယ်။ပြီးသွားလို့ရှိရင်အခုလိုမျိုးဆလတ်တွေရတယ်။ပြီးသွားရင်ဒီမှာအကြော်အလော်တွေဆိုလို့ရှိရင်လည်းအစုံရတယ်ပေါ့နော်။ဆုပ်ဆိုလို့ရှိရင်လည်းလေးချဲစရာတွေများတယ်။အဲ့တော့ဒီမှာကျော်စိအရင်ဆုံးစပြီးရွေးလောက်မယ်။ကင်းမွန်နဲ့လေဒီဟာဘဲဥစားငယ်အနှစ်နဲ့ချက်တယ်ဟာအဲ့ဒါတပွဲပေးပါဟုတ်ခိုက်စာနေပြီမီနူးတွေတော့ရောက်ပါပြီညံ့တော့မြန်တယ်နော်မှားထားရောက်တယ် အသက်များပေါင်းတစ်ခုပဲကြံတော့ရယ်ဆိုတာစပြီးစတော့မယ်။ဒီမှာအရန်စိတ်ဝင်စားနေတာကတော့ကစွန်ရွက်တန်ဘူအာကျော်ပေါ့နော်။အနှစ်သူ့ရဲ့ဒီ sauce အနှစ်သူ့ရဲ့အနှစ်ကဒီမှာ share ပဲပစွန်နေလဲအများကြီးပဲ။အေးစားပါအောင်ခင်ဗျာ။ကကုဇွန်ရဲ့ကြွကြွလေးနဲ့သူ့ရဲ့ဒီအနှစ်ကအသက်ပဲပဇွန်ကွက်ကြော်ပါနော် ူများချိုးနေရပဲ sustain နဲ့တို့ပြီးသားမယ်ဒါဆိုတော့ဒါထိုင်းငပိရေနဲ့ပေါ့နော်ဒီမှာပလာတူ၅ပါတယ်ဒါကတော့အတုအစုံအကြတော့လေကျွန်တော်တို့ဒီထိုင်းအစားအစာဟိုမှာကျွန်တော်တို့ဒီမြန်မာပါဇက်နဲ့လည်းကြိုက်တဲ့မီနူးလေးတွေလည်းတော်တော်လေးစုံနေပါတော့နော်။ဟွန်းမာတာဘဲဦးနဲ့စုပုံနဲ့။ဒါမြောင်းကိုသီးနဲ့ဒီမှာပစွန်နဲ့ ပြင်ဝသားလေးလည်းပါတယ်ထီကယုံရွက်ကြော်ပေါ့နော်ကျွန်တော်စီမှာဆိုရင်တော့ဒီထီကယုံလိုပါဆိုတော့တိတ်မရောမစားဘူးဒါပေမဲ့ဒီမှာထိုင်းမှာကြတော့ဒါမျိုးအကျော်ပေါ့နော်ထီကယုံကျော်ဆိုစားကြတယ်။အင်းတော့ကောင်းနေ။ဟိုင်းကပြည့်ရဲ့အနည်းကလေးနဲ့စားမယ်။ ဘဝဖြစ်မယ်ဒါကြငွေချင်းမှပြီးစားရတာငါပြီးထမင်းကြော်ပေါ့နော်သူကဒီလိုမျိုးတယောက်စာ one potion လေးတွေပေါ့နော်ဒီအာလကတ်ပုံစံမျိုးဒီတယောက်စာ one potion လေးတွေလည်းရတယ်ဟုတ်တရားတည်လေးနဲ့အဲ့တော့ဒီဟာပောက်ပန်းဖြူပောက်ပန်းဖြူကကြတော့သူအားကောင်းတယ်ဒီပောက်ပန်းဖြူရွက်နဲ့ဒီတော့ရင်မှာပစွန်နဲ့ဒါလေးတောက်မယ်อืม ဒါကြိုက်လန်ရိုးပေါ့နော်သူကလုံမပြုတ်ပြီးတော့ကြာတော့ပေါ့နော်တုတ်တာပေါ့နော်မပဇွန်ပါတယ်ပြီးသွားလို့ရှင်လို့ရှင်မဝတ်သားတောက်တောက်ပါတယ်ပေါ့နော်ဒီလိုမျိုးလေးအဲ့တော့ဒီမှာလေကျော်စစ်တို့ဒီထိုင်းအစားအစာမီနူးလေးတော်တော်လေးစုံနေဒါပေမဲ့ပြီးတော့သူကမြန်မာပါဇက်နဲ့လည်းကြိုက်အောင်လုပ်ပေးထားတာဆိုတော့ကြတော့အရသာလေးတွေကအကုန်လုံးအဆင်ပြေတယ်ပေါ့နော်ဒီကြုံဆိုလို့ရှင်ကျော်စစ်ကလေကိုစိမ့်ရွှေရှင်အနံ့မျိုးကြီးရမယ်ထင်တာအဲ့လိုမရဘူးပေါ့နော်သူကသူ့ဒီခရူးစီလိုပါမလဲတခြားကြော်လိုက်တဲ့အခါကျတော့စားလို့ကောင်းတယ်သူရဲ့ဒီကြိုက်လန်ယူကလေထုတ်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 လေးနဲ့ အဲ့တော့ကျစိကလေးဆိုင်ကိုကြည့်လိုက်တဲ့ဈေးကြီးမလားပေါ့နော်တငယ်ချင်းကိုလည်းခေါ်လာရဲဆိုတော့၂ယောက်စားကြမှာဆိုတော့ဈေးကြီးမလားပေါ့ဒါပေမဲ့အတွင်းထဲမှာရောက်တဲ့ခါမှာじゃမီနူးလေးတွေက၁၀၀ကျော်လောက်ကနေပြီးစရတယ်နော်အင်အားကျော်၃၀၀ရဲ့မီနူးဆိုတာတော့တော်တော်တစ်မျိုးနှမျိုးလောက်ပဲရှိမယ်ထင်တယ်ကျစိကြည့်တော့လေအဲ့တော့ဒီတငယ်ချင်းတွေမိတ်ဆွေနဲ့အေးဆေးလာပြီးထိုင်စားမယ်ဆိုလည်းအဆင်ပြေတယ်ဆိုင်ရကျတော့ဒီအပေါ်တက်ကလေးလည်းရှိရဲပြီးရင်ဒီလိုအောက်ထပ်လည်းရှိရဲဆိုတော့じゃကျစိတို့အေးဆေးဆေးထိုင်ပြီးစားလို့ရရဲပေါ့နော်ကင်းမွန်ကိုဒါသူ့ဆိုင်မှာပဲရတာဒါကじゃဘဲဥစားငယ်အနှစ်ပေါ့နော် ဒီဘဲဥစားငယ်အနှစ်နဲ့อืมဒီဘဲဥစားငယ်အနှစ်ဆက်ဆက်နေနေတော့လိုက်တယ်อืมအဲ့တော့ငါးတန့်မြာပေါ့နော်ဟိုးရှယ်ပဲပူပူလေးအလေးစားမယ်อืมတော့မထိမိကာရဲအိတ်ချက်နေပါရောပြေးဝါး ချင်းချင်းဆက်ဆက်ကိုမှဒီငါးရဲ့အချိုရတာလေးနဲ့ဆိုတော့လိုက်တယ်။อืมကဲဒါကတော့သစ်တငယ်ချင်းထပ်ပြီးတော့ကြာတော့မာစာရဲ့ပဇွန်တုံရမ်းပေါ့နော်။ကြီးရဲ့ပဇွန်ဆို။ အဲ့ချီယာဒါကတော့တငယ်ချင်းတွေဒီမှာအချိုပွဲပေါ့နော်ဒါဆိုတော့အခုလို organic အသီးဖြော်ရည်လေးပေါ့နော်ဒီမှာဖရဲသီးဖြော်ရည်တို့ပြီးသွားရင်လိမ္မော်သီးတို့ဒါတွေလည်းရတယ်ခိုင်းကြောက်ကြောအချိုပွဲလေးပေါ့နော်ဟွန်းသူတို့ဒီဇိုင်းလေးစာကြတော့သူတို့အစားကောင်းကြိုက်တဲ့သူတွေဆိုလို့ရှိရင်သိရတာဘန်တထိုလမ်းမပေါ့ပေါ့နော်ဒီပေါ်မှာတော့စားကောင်းတွေတော်တော်လေးပေါ်တယ်ဒီဘန်တိုလမ်းမနားမှာပဲရှိရပြီးသွားရင်သူတို့ ဒါချူလောင်လန်ကွန်းပေါ့နော်ချူလောင်လန်ကွန်းဒီပန်းချန်နယ်လည်းနီးရယ်ပေါ့နော်ဆိုတော့ဆိုင် location လေးတွေထည့်ထားပေးမယ်လာမယ်ဆိုရင်တော့သူက BDS နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ minute 20လောက်တော့ရှောက်အောင် National Stadium နေပြီးတော့ကြလာလို့ရတယ်ဒီဘက် MRT နဲ့ဆိုလို့ရှိရင်တော့ Hwalambong MRT Station ကနေဆိုတော့7 minute ကျော်ကျော်လောက်ပဲရှောက်ရုံပဲပေါ့နော်ဒီမှာလာပြီးတော့ကြတော့စားကြည့်ပါထိုင်းစာအောင်မှာကျွန်တော်တို့ဒီကျွန်တော်တို့ဘမပါဇန်းနယ်လည်းကြိုက်တယ်ပေါ့နော်အရန်ကြီးကိုလို့ထိုင်းစာအရသာချွတ်ချိုကဲကဲရဲရဲကြီးမဟုတ်ဘူးကျော်ကြတော့အရန်သဘောကျတယ်ဆိုင်ကကြတော့ညနေ၄နာရီဆိုစပြီးတော့ကြတော့ဖွင့်တယ်အဲညဆိုလို့ ရှင်10နာရီထိဖွင့်တယ်ဗောနော်အကဲတောက်ကြစနေတနင်္ဂနွေဆိုလို့ရှင်တော့10ခွဲထိဖွင့်ပါတယ်အဲ့တော့ကျွန်တော်စက်ကဒီနေ့ဘလော့လေးတော့ဒီမှာပဲရက်လိုက်တော့မယ်အခုတငယ်ချင်းနဲ့ပါသေးတော့တငယ်ချင်းနဲ့အတူဆက်ပြီးတော့ကြတော့စားလိုက်အောင်မယ်နောက်ဘလော့တွေမှာကျွန်တော်စက်နဲ့အတူပြန်ပြီးတင်ဆောင်ကြပါမယ်ခင်ဗျာအားလုံးပဲတက်တာပါ